မောင်မောင်လူရဲ့အနေထားကတော့လုံးဝကျူးကိုပြောင်းလဲသွားပြီးဟိမယူအသိန်းကိုကိုတွင်းနိုင်လိုက်ပြီးတဲ့နောက်ပိုင်းမှာသဏ္ဍာန်ကလုံးကမျောလင်းမထားရဲမောင်မောင်လူဟာအရင်ကထက်လူတိုင်းရဲ့ပါးစပ်ဖြားမှာမောင်မောင်လူဆိုပြီးတော့နော်နာမည်ကြီးလာခဲ့တာဖြစ်ပြီးတော့နိုင်ငံတကာကကလပ်ပြည်တော်မောင်မောင်လူကိုသတိထားတဲ့အထီးပါပဲဗျာအာရှကကလပ်တွေဆိုရင်မောင်မောင်လူကိုကံလန်မှုတွေလှုံ့ဆော်နေကြောင်းလေးသိရပါရီဒါမဲ့မောင်မောင်လူအတွက်မြန်မာနိုင်ငံမှာရောကမ္ဘာမှာရော သူ့အတွက်အပြော်ရဆုံးလူသားကဘယ်သူဖြစ်မလဲဘယ်သူမှမဟုတ်ပါဘူးအဲ့ဒါကတော့ရောင်းနေကရဲ့ဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့တထေကြီးဦးစောစောပါဒေကြီးဦးစောစောဟာမြန်မာနိုင်ငံမှာတတိယချမ်းသာဆုံးတထေကြီးဖြစ်ပါရီသူရဲ့အသင်းပိုင်းဆိုင်မှုကဒေါ်လာ6ဘီလီယံမှရှိပါရီမမောင်လေးနဲ့ဦးစောစောဟာသားဖဆက်ဆံရေးလို့အားလုံးကအစကတည်းကတည်ထားကြပြီဖြစ်ပါရီမမောင်လေးရဲ့ဘဝကိုကုလူမျိုးမြင့်တင်ပေးတဲ့သူကလေဦးစောစောပဲဖြစ်ပါရီ ။ဦးစိုးစိုးဟာမမောင်လီအတွက်ဆိုရင်ဘေးဟောက်မှမမျောပါဘူးမဟုတ်ဘူးဆိုရင်လည်းပဲတင်းစဲကြီးရချီပေးတတ်ပါရီ။ဘူဒီကောမှာတော့မမောင်လီဟာသူ့ရဲ့မွေးစားဖခင်အတွက်တကယ်ကိုမှကြီးမားတဲ့မြမကုံဆောင်တော့မြမသမိုင်းမှာအတွင်းချန်စင်မဲ့အရာကိုလုပ်ပြနိုင်ခဲ့တာပဲဖြစ်ပါရီ။အခုဦးစိုးစိုးကတော့မမောင်လီကို နော် သူ့ရဲ့မွေးစားသားလေးဖြစ်တဲ့မမောင်လီကိုအိမ်တလုံးအပါဝင်သိထောင်မောင်းများစွာစုချခဲ့ကြောင်းလေးသိရပါရဲ့။သိထောင်သိထောင်ဆိုတာကဥစစော်အတွက်ဘာမှမဟုတ်ပါလား။ ။ဦးစောစောလိုမီလီယံကြီးချမ်းသာတွေသူတော်တော်အေးဆေးပါပြီ။မမော်လီကို သူ့သားအရင်လိုချစ်ပါရီ။သူ့ရဲ့မွေးစားသားလိုလေခေါ်လို့ရပါရီ။အခုတော့မမော်လီဟာသူ့ရဲ့မွေးစားပြီးဦးစောစောရဲ့ချီးမြှောက်ခြင်းကိုကြီးကြဲခံနေရပြီးတော့နိုင်ငံတကာကလပ်တွေကတော့မာယူကိုကူးတွဲနိုင်တဲ့အတွက်စိတ်ဝင်စားနေကြပြီဖြစ်ကြောင်းလေးဒီယာဝါရီဗျာ။